အခုလိုဒီဇင်ဘာကျောင်းပေးရရုံပေးရဒီမှာဘယ်နေရာသွားရမှမသိသေးတဲ့သူတွေအတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှင်အားဖြင့်လူကြီးမင်းတို့နေရာအသစ်တစ်ခုသွားလည်ဖို့ရမယ်လို့တော့မျှော်လင့်မိပါတယ်ခင်ဗျဒီနေရာကတော့တီခွဲရေကစားတဲ့နေရာလေးပဲဖြစ်ပါတယ်လူကြီးလူငယ်ကြီးရေကစားလို့ကောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်ရေကလည်းတိတ်ပြီးတော့မနှက်ပါဘူးခင်ဗျကိုယ့်ရဲ့မိသားစုတွေနေပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာနေလဲစားလာစားတာဖြစ်ဖြစ်ရေစော့တာဖြစ်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 ပေါ့နော်ကိုယ့်ရဲ့ကလေးတွေကျောင်းပိတ်တဲ့ခါမှာဘယ်နေရာခေါ်သွားရမှမသိသေးတဲ့သူတွေ ဲဒီနေရာမှာခေါ်လာဖို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီအာဒီလိုခေါ်လာခြင်းအပြင်ကျွန်တော်တို့ရဲ့သားသမီးတွေကတဘာဝနဲ့ထိထိဆက်မှုရှိတဲ့အခါကျတော့တဘာဝကိုချစ်မြတ်လို့တက်လာတာပေါ့နော်အဲကြောင့်မလို့ကျွန်တော်တို့အချိုးကျစုတွေတော့များစွာရှိပါတယ်ပြီးရင်ရေကစော့ကစားရတဲ့အတကြောင်းကလေးတွေလည်းပဲပျော်ရွှင်မှုရအပြည့်ဝရစေမှာပဲဖြစ်ပါတယ်ခင်ဗျ ပင်လောင်ကနေသွားချင်တဲ့သူများအတွက်ကတော့ပင်လောင်တကူမို့ပေါ်အစ်တီးခွဲပေါ့နော်ပြီးရင်ပင်လောင်ကနေ9မိုင်ဝန်းကျင်ခန့်ရှိပြီးတော့ကားအဖြစ်25မိနစ်ဝန်းကျင်ခန့်ပဲသွားရတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျ လူချင်းမင်းတို့ဒီနေရာကိုရောက်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမိုက်တွေပေါ့နော်စနစ်တကျလေးစွန့်ပစ်ပေးပါခင်ဗျအရင်အရင်နှစ်တွေမှာကတော့ရွာသားတွေကအမိုက်ပုံးလေးတွေတော့ထားပေးပါတယ်ခင်ဗျဒီနေ့ကတော့ကျွန်တော်ရောက်တာနည်းနည်းဆောသေးတဲ့အတွက်ကြောင့်အမိုက်ပုံးလေးတော့မတွေ့ရသေးပါဘူးခင်ဗျသွားတဲ့တုန်းလည်းမရှိသလောက်ဖြစ်နေသေးပါတယ်ခင်ဗျ ဒီညမှာကျွန်တော်တို့ဒီချောင်းပဝန်းကျင်မှာပေါ်တော့ပြင်သားစစ်ထားတာပါတခုမှမရှိသေးပါဘူးခင်ဗျအကယ်၍မြလူချင်းမင်းတို့အပန်းပြေပြီးတော့သွားနာချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖြာရီပေါ့နော်ကိုယ့်ဟာကိုယ်အပြည့်စုံယူထားပြပါခင်ဗျဒီညကိုဘလို့သွားရမှမသိသေးတဲ့သူတွေအတွက်အသေးစိတ်သိရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ messenger မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ wifi number ပဲဖြစ်ပေါ့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ခင်ဗျကျွန်တော်အားရရှင်ကြရင်ကျွန်တော်နန်းလေးတွေညင်းပေးပါမယ်ခင်ဗျ ကျွန်တော်ဒီမှာကြုံရတခုဝင်ပြစီခင်ဗျာကျွန်တော်တို့ amazing ပင်လောင်းအဖွဲသားများအနေနဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေကတော့ပထမတစ်ချက်ကကျွန်တော်တို့ခီးသွားဝင်ဆောင်မှုလုပ်ငန်းပါဒုတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့အိမ်ချမ်းပြီးအကျိုးဆောင်လုပ်ငန်းပါတတိယတစ်ခုအနေနဲ့ကတော့မြန်မာထိုင်းထိုင်းမြန်မာပေါ့နော်ငွေရင်းဝင်ဆောင်မှုလုပ်ငန်းလေးပဲဖြစ်ပါတယ်ဒါစထုတ်တာအနေနဲ့ကတော့ကျွန်တော်တို့ပင်လောင်းဒေတာတွေကော်ဖီအကြောင်းပဲလုပ်တဲ့လုပ်ငန်းလေးတွေပဲလှုပ်ဆောင်နေတဲ့အဖွဲသားလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ amazing belong page ကိုလည်း like and share လေးလုပ်ပေးကြပါဦးခင်ဗျာဒါမှကျွန်တော်တို့နောက်ထပ်နောက်ထပ်နေရာတိလေးတွေကိုဆက်ပြီးတော့တင်ဆက်ပေးသွားမှာအုံးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီချောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုမှာပြရစီခင်ဗျာတင့်ချောင်းပဝန်းကျင် မငစ်ငန်းစီပါနဲ့တင့်ချောင်းပဝန်းကျင် မငစ်ပတ်ပါစီနဲ့ကျွန်တော်ဒါလေးကိုထပ်ပြီးတော့မှာချင်ပါတယ်ဒါကြောင့်မိမိ အမိုက်လေးတွေကိုစနစ်တကျစွန့်ပစ်ပေးပါစနစ်တကျလေးတွေပြန်ပြီးတော့တည်ဆောင်ပေးပါလို့ကျွန်တော်ထပ်ပြီးပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ပါမယ်ခင်ဗျာ